အမေမင်္ဂလာပါဒီတစ်ခေါက်ဗီဒီယိုကတော့ဒါထူးခြားတဲ့အကြောင်းအရာတစ်ခုကိုဓမ္မစရီဥကောတန်လာနဲ့အရှင်ဂျာနာတို့ရဲ့ပြောကြားမှုပေါ့နော်အဲ့ဒီတော့ဒါထူးခြားတဲ့အကြောင်းအရာဆိုတာကတခြားမဟုတ်ဘူးဒါကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးသိရှိကြတဲ့ဒီပရကဘာမှာပွင့်မဲ့ဒီငါးစုမြောက်အရိမတ်တရားပေါ့နော်အဲ့ဒီဖရားကဒါဓမ္မစရီဥကောတန်လာရဲ့ပြောကြားချက်အရာဒီမြန်မာပြည်မှာပဲပွင့်လိမ့်မယ်ဒီပသိဉ္စံကုန်ဘက်ပေါ့နော်အဲ့လိုမျိုးဒါပြောတယ်ဒါပေမဲ့ရှင်ဂျာနာကတော့အဲ့လိုမျိုးမဟုတ်ပဲねဒီငါးစုမြောက်ဖရားဆိုတာက ပွင့်လာမှလည်းမဟုတ်ဘူးပွင့်ဖို့လည်းမရှိဘူးပေါ့နော်အဲ့တော့ပြောလို့ရင်ဆီယရွန်နှစ်ပါးလုံးရဲ့ပြောဆိုမှုတွေကဒါစန့်ကျင်ဘက်တွေဖြစ်နေတယ်ပြီးတော့ဒါနှစ်ခုလုံးကလည်းတော်တော်လေးထူးခြားတဲ့အမြင်တွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကြည့်လိုက်ရအောင်အောင်ပွင့်မယ်အရင်ပတည်းကမြတ်စွာဘုရားသည်ပသိမ်ရန်ကုန်အဲ့ဒီဤဝင်းကျင်တာဖြစ်လိမ့်မယ်တို့ဗမာပြည်တည်းဖြစ်လိမ့်မယ်နောင်ပွင့်မယ်ဘုရားဘသူပြောလဲဓမေစီပြောခဲ့တယ်မှတ်တမ်းနေကုန်ရှိတယ်တက်တိုနစ်ပလိတ်တွေဆရာမှတ်တမ်းနေကုန်ရှိတယ်နောင်ပွင့်မယ်မြတ်စွာဘုရားဗမာပြည်ထဲမှာပွင့်လိမ့်မယ်အရင်ပတည်းကကြည့်တာအဲ့ဒါမေတ္တာတရားတွေခုလည်းလှုပ်ထားရ အဲ့ဒါအဲ့ဒီမတင်းရှင်ပုံကိုမြန်မာပြည်ကမိမတယောက်ကြည့်မှာပေါ့အဲ့မိမဟိုးတုတ်တီတတ်မှာအဲနောင်ပွင့်မဲ့အရင်မတင်းရမြတ်စွာဘုရားသည်ပသိမ်ရန်ကုန်အဲ့ဒီဒီဝင်းကျင်တာဖြစ်လိုက်မယ်တို့ဗမာပြည်လည်းဖြစ်လိုက်မယ်နောင်ပွင့်မဲ့ဘုရားဘသူပြောလဲဓမေစီပြောခဲ့တယ်မှတ်တမ်းနေကုန်ရှိတယ်တက်တိုနစ်ပလိတ်တွေဆရာတော့မှတ်တမ်းနေကုန်ရှိတယ်နောင်ပွင့်မဲ့မြတ်စွာဘုရားဗမာပြည်ထဲမှာပွင့်လိုက်မယ်အရင်မတင်းရကြည့်တာအဲ့ဒါမေတ္တာတရားတွေကုရဲလှုပ်ထားရတယ် အဲ့ဒီအဲ့ဒီမတင်းရှင်ပုံလို့မြန်မာပြည်ကမိန်းမတယောက်ကြည့်မှာပေါ့အဲ့မိန်းမဟိုတူတီတာမှာအဲတူတီတာလှမ်းကြည့်လိုက်မှာဟာဒီနေ့လို့ခင်ဗျားတို့ကုဏပြောလို့ကိုယ့်ရောကာယဖို့ရောဖာရအဟိုပေါ်ဒီချောဘယ်ဖျားတရေယူမရောစဉ်းစားကြည့်ပေါ့အဲ့မိန်းမလေးပြောင်းရတော့မလေးပေါ်တို့လိုချောတို့လိုငေါ်တို့နဲ့မာယာသာထည့်ရတဲ့လုပ်တဲ့မိန်းမမျိုးဘယ်ဖျားရမရီကလောဘလို့တရေခမလဲဒါမိန်းမတယောက်ပဲလိုတယ်လို့ပြောတာအဲ one mother can be changed the world ်တယောက်တည်းလိုတယ်တယောက်တည်းအဲ့ဒီတယောက်တည်းမိမဘာလို့လဲငါတို့တော့မသိဘူး तू ချိန်နေပြီချိန်နေပြီအရင်မတရားအရင်ပြည့်မြတ်စွာဘုရားချိန်နေပြီအခုတော့မဟုတ်သေးဘူးလာမယ့်70 million years နှစ်သန်း80ကျန်သေးတယ်တို့တော့မရှိတော့ဘူးလာမယ့်နှစ်သန်း80မှာအဲ့ဒီကြာရင် तू ချိန်လိုက်ဟာမြန်မာတင်ရင်ရလားတန်လင်ရလားရန်ကုန်ရလားအဲ့ဒီအမျိုးသမီးဘယ်အမျိုးသမီးရှိမှ तू တရေယူမလဲအရမတရားသိတတ်တဲ့မင်းသားမဲတော်မရောက်ချိန်တာပေါ့ ဟုတ်ဗျာဖះမယ်တော့ဖြစ်မယ်လူလေအဲ့ဖះမယ်တော့မဖြစ်တယ်မလို့တန်လျင်ရမြားဖြစ်လိုက်ကောသိကောင်းကောအဲ့မတည့်ရမယ်တော့မယ်တော့လားဟာ one mother one teacher can be change the world အဲ့မိမတယောက်ကလောကကြီးပြောင်းမယ်အဲ့မိမတည့်ချင်လိုက်တာနော်ကောင်းတော့သူရရပါ ဘာကြောင့်ပေါ့နော်ဓမ္မစီဥက္ကောတန်လာကအခုလိုမျိုးဟောရတာလဲအခုလူပြီးတော့တဲမှာတော့အဲ့ဒီဟောရတဲ့အကြောင်းရင်းတွေကိုအဲထည့်ပြောမတော့ဘူးပေါ့နော်ဒါဗီဒီယိုကလည်းတိုလွန်းလို့လည်းဖြစ်နိုင်တယ်အဲဒါပေမဲ့ဒါကျွန်တော်ဒီတရားကိုအရင်ဆုံးကကနားဘူးတယ်အဲ့တော့အကြောင်းပြချက်ကလည်းတခြားအကြောင်းမဟုတ်ဘူးပြလက်ရှိဒါကဘာပေါ်မှာရှိတဲ့ဒါကြောက်သားတူကြီးတွေရဲ့ဒါတိနေရရွေလျားမှုပေါ့နော်ဒါငရင်တွေလှုပ်တယ်ဆိုတာကလည်းအဲ့လိုမျိုးဒါရွေလျားမှုတွေကြောင့်လှုပ်ခတ်တယ်အဲ့တော့ဒါဓမ္မစီဥက္ကောတန်လာပြောချင်တာက ဒီကမ္ဘာမှာရှိနေတဲ့ဒါမြေကြီးတွေဒီအကြောက်သားကြီးတွေကဒါရွေလျားနေတဲ့အတွက်အဲ့ဒီမီဇီမာဒေတာဆိုတဲ့နေရာကိုဒါနောက်ဖျားပွဲမဲ့ခေပေါ်တော့ဒါနောက်ထပ်ဒါနှစ်တန်း80လို့ဒါဆရာတော်ပြောရတယ်အဲ့တော့အဲ့ဒီနှစ်တန်း80လောက်ရောက်တဲ့အချိန်မှာဒီခုမြန်မာပြည်ဖြစ်နေတဲ့နေရာပေါ့နော်အဲ့ဒီနေရာကဒါမီဇီမာဒေတာကိုရောက်သွားလိမ့်မယ်အဲဘာကြောင့်မလဲဆိုရင်ဒါကမ္ဘာတိုက်ကြီးတွေရဲ့ဒီနေရာရွေလျားမှုကြောင့်ပေါ့နော်ဆရာတော်တော့အဲ့လိုမျိုးဒါပြောခဲ့တယ်ရရမှာတော့ဗောဗျာ ီးတော့လေဖခင်ဒီနေရာကြီးတဲ့ပွင့်တာဆိုတော့အိန္ဒိယအခုဝရိမာဘောเนาะမဟာဗောဓိနေရာပါကြီးတယ်လို့ပြောပြီးမဟာဗောဓိနေရာအပြင်ဟိုအာဖရိကတိုက်ရဲ့အရှိဗနာဒီကိုကာဆရာတို့လည်းဘာလည်းမသိပါဘူးအဲ့ဒီကျွန်းကနေပြီးတော့မှမြောက်ကိုရွေ့လာတာရွေ့လာတဲ့အခါအခုအိန္ဒိယနိုင်ငံကြီးဖြစ်လာပြီးငါတို့အိန္ဒိယနိုင်ငံအမြင်ကြီးရဲ့တခါတည်းအထက်ကိုတော့ပြီးတော့ဟိမောတာတောင်ဖြစ်သွားတာအဲ့လိုဆိုတော့ဘယ်ဒီမဟာဗောဓိနေရာလေးကအဲ့ဒီကရွေ့လာလို့မှဒီနေရာရှိတာယူ ဒါရွေးလာတာလည်းနေ့ကလည်းဘလောက်မှကြာသေးတာမှမဟုတ်တာဆိုတော့ဘယ်လိုလုပ်ပြီးဒီနေရာမှာအရင်ဖျားတွေပွင့်လာတို့လားကျွတ်ကပြောမစွေတော့အတိတွေကတိန်ပြီးတော့နေကြတော့မဟုတ်တော့တာတွေကိုထင်အမြင်ကြီးရှောက်ပြောကြတာဗျအဲ့တော့ကျွတ်ဘုရားရင်ကလည်းဘုရားမရှိပါဘူးလို့ဒါလို့ဆိုလိုတာပေါ့ဗျာပြောချင်တာကတော့အဲ့ဒီဘုရားတွေမရှိတာကိုရှောက်ငင်းအငင်းပွားနေတာမဟုတ်ဘူးကျုပ်တို့ဘုရားပဲဒီရိယတိသတရားခေါ်နေတာလို့ပြောချင်တာဒီရိယတိသတရားဆိုတာလူတိသတရား လူသစ္စာတရားကိုမူပေါင်ကြကြဖော်တာကျုပ်တို့ဖျားပဲလူတွေကတော့အဲ့တိုင်းပဲတော့ဉာဏ်ဖြစ်ဆရာရှင်ဖြစ်နေကြတယ်တင်းပြတ်ဆရာရှင်တင်းပြတ်နေကြတယ်ဘာဖြစ်လို့တင်းပြတ်လာလဲမသိဘူးဘာဖြစ်လို့ဉာဏ်ဖြစ်မှလည်းမသိဘူးကိုကနေပြီးတော့မွေးပေးလိုက်လို့ကိုသားသမီးဖြစ်ရင်ကိုနဲ့တင်းပြတ်တယ်တို့ကကြီးလာလို့မလို့တို့စီဝါနဲ့တို့ဖြစ်လာပြီဆိုကိုနဲ့မတင်းပြတ်တော့ဘူးဟောကိုသားသမီးဖြစ်လို့ချစ်တယ်ကိုသားသမီးကနေပြီးတော့ကြီးသွားတဲ့အခါကျမရှိဘာဖြစ်လို့ပြန်မချစ်တာပါလဲမသိဘူးပြအဲဒီလိုပဲပေါ့ဗျာအားလင်မယားချင်းလည်းအကြောင်းတက် မိငယ်တော့ကတော့ချစ်ကြတယ်။နောက်ကြီးလာပြီဆို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 တဲ့အခါကျတော့ဘာမှတယောက်ကိုတယောက်လည်းအတုံးပချနိုင်ကြတော့ဘူးဆိုတဲ့အခါကျသူတို့ချစ်တယ်ဆိုတာလည်းမရှိတော့ဘူးလို့ဖြစ်။ရကောဘာဖိုးကြီးတယောက်နဲ့ဖွားကြီးတယောက်အိတ်တိန်နဲ့မှလူချားကတယောက်ရဲ့အိမ်ပေါ့ဗျာထားထား။သူ့လည်းအလုံကျွေးလည်းပဲထားပေးထားပါလေ။အဲဖွားကြီးကဒီတော့ကနေလဲဖိုးကြီးကဟိုတော့ကနေလဲ။ရပြည့်နေကြတယ်ကတယောက်တမား။ဖိဖိုးကြီးနဲ့ဖွားကြီးကအဖိုးကြီးကနေပြီးတကလားသမင်းလာကြွေးတဲ့သူကိုတခါတော့ဘယ်လိုပြောလိုက်ညာလိုပြောလိုက်ဟိုကစားလိုက်တယ်ဆိုတော့ဒါရီစားနေတာပဲ။ အာလုတ်နေတာပဲဘာချမ်းလဲဘောမကြီးလေရန်ကောင်းနေရတယ်ဒီခါလေးကသို့လို့သာတော့ပြင်လူကချင်းချင်းမချင်းမုန်းတာဗျာနော်တီဘိုးကြီးနဲ့ဘွားကြီးတက်ကလည်းကြီးလာလို့မှသူတို့တောင်မှတိတ်မလုံနိုင်တော့တဲ့ချိန်ရောက်ရန်ဖြစ်နေကြသေးတော့ရှိသေးတယ်လို့ပြောအောင်ပါဗျာနော်အဲ့တော့သို့လို့သာတော့ချင်းချင်းမချင်းမုန်းပဲဗျာဘာဖြစ်လို့မုန်းမှလည်းမသိဘူးဘာဖြစ်လို့ချင်းမှလည်းမသိဘူးဗျာဒါအဲ့ဒါကိုကျွတ်လို့ဗျာအရိယတစ္ဆာကိုဖော်ထုတ်လိုက်တယ်ကြာဟာချစ်တယ်ဆိုတာဒီလိုကြောင့်မုန်းတယ်ဆိုတာဒီလိုကြောင့်အချစ်ငင်းချနေလေမုန်းရင်မငင်းချဘူး ငြိမ်းချမ်းတာဘယ်လိုကြောင်းအမငြိမ်းချမ်းတာဘယ်လိုကြောင်းနဲ့သူကနေပြီးတော့ကားရဲနီးရမလေးတစ်ခု theory လေးတစ်ခုပေါ့ဗျာသူလှုပ်ပေးသွားလိုက်တာဆိုတော့ဘယ်သူမှမလှုပ်တတ်ခဲ့ဘူးလူတစ်ပိုင်းမှာကျုပ်တို့ဘုရားတဆူတဲ့လှုပ်တတ်တာသူမပေါ်ရင်ခုထီလည်းပဲဒီလိုလိုဒီလိုလိုနေပါပဲအဲသူပေါ်လာတဲ့အခါကျတော့ဒီအရိယတစ္ဆာပေါ်လာလူစနစ်ပေါ်လာဒါပေမဲ့အကြောင်းလေးတော့ဒါလူစနစ်သိပ်မခံဘူးဗျာတစ်တရာကျော်လောက်ရောက်တဲ့အခါကျတော့ဖြစ်ဖြစ်ပြီးခါလာပျောက်ပြက်ပြီးတော့ အရိယတစ္ဆာအတုဖြစ်လာတယ်။အရိယတစ္ဆာအတုဆိုတာသဘာဝတွေကိုအရိယတစ္ဆာလုပ်ပြီးအရိယတစ္ဆာရဲ့အဆန်တွေကသဘာဝတွေဖြစ်လာတယ်။တကယ်အရိယတစ္ဆာရဲ့အဆန်တွေကအမှုတွေဖြစ်ရအောင်။အဲအရိယတစ္ဆာရဲ့အဆန်တွေကအမှုတွေဖြစ်ရမှာအမှုကိုမသိတဲ့အခါကျတော့သူကသဘာဝကိုအရိယတစ္ဆာအဆန်ဖြစ်တယ်။ဒုက္ခဆိုတာကသဘာဝတွေပဲ။သမုဒယဆိုတာလည်းသဘာဝတွေပဲ။និရောဓလိုမဂ္ဂလိုဆိုတာလည်းသဘာဝတွေပဲ ਨੇ ။သူကအဲ့လိုလုပ်တဲ့အခါကျတော့ဒါအရိယတစ္ဆာအတုဝင်သွားတယ်ဘယ်လိုပြောအောင်လဲ။ ဒီရည်သစ္စာအတူဝင်လာပြီမဲ့လေသူပြောခဲ့တဲ့စကားတွေကိုကြီးညိုလေးစားပြီးတော့သူ့ကိုလေးစားပြီးတော့ရွတ်ဖတ်ပြီးတော့လာကြတာတယောက်ကတယောက်တင်တယောက်ကတယောက်တင်နဲ့နောက်ကြတဲ့ခါကျစာရီပီရီပေါ်လာတဲ့ခေတ်ကျတော့တို့စီရောက်လာသည်မြတို့မှတ်မိသည်မြတို့တော့ဖြင့်စာပေါ်မှာတင်ပြီးရေးမယ်ဆိုပြီးတော့စာနေရေးထားတော့ဟောကျုပ်တို့စီစာရောက်လာရောက်လာတော့ကျုပ်တို့ကကြတော့ခေတ်ကလည်းနည်းနည်းကောင်းလာပြီဆိုတော့ကျုပ်တို့ကခုနကလိုပဲကိုကရိုးတာတာကြီးနေလိုက်တဲ့ခါကျတော့ အဲ့ရိုးတာတာကြီးနေတာကိုနည်းနည်းလေးမြင့်ပြီးပြောမှာကျွန်တော်လူပီပီနေလိုက်တယ်လို့ဒီလိုပြောရမှာပါဗျာတော့လူပီပီနေလိုက်တယ်လို့ဆိုတဲ့အခါကျတော့ဓာရီကိုနည်းနည်းဒါဖတ်တတ်တဲ့အဖြစ်ရောက်လာတော့ပဲအခုကြည့်တော့ဘုရားကနေပြီးတော့အဲသူဖြစ်သေးပြီးနောက်ဖြစ်တယ်လို့မဖြစ်ဘူးလို့ဆိုတဲ့စကားမပြောဘူးလို့ဆိုတဲ့စကားကိုဖတ်ကြတာခွန်ကြီးလေဗကန်ခေကခွန်ကြီးလည်းဖတ်တယ်ဟိုခေကခွန်ကြီးလည်းကုန်းကောင်ခေကခွန်ကြီးလည်းဖတ်တယ်အင်္ဂလိပ်ခေကခွန်ကြီးလည်းဖတ်တယ်လွတ်လပ်ရပြီးမှခွန်ကြီးလည်းဖတ်တယ်နင်းနေတော့တော့ခွန်ကြီးလည်းဖတ်လာကြတာမဟုတ်ဘူး ဖတ်တဲ့သူတို့ရဲ့မနောဖတ်တဲ့သူတို့ရဲ့မနောကလူမပီတာဘူးလူမပီတာပဲနဲ့ဖတ်ပြီလို့ဆိုတဲ့အကြောင်းအဲ့ဖတ်တာတွေကိုသူတို့နားမလည်ဘူးမဖတ်တတ်ဘူးပေါ့ဗျာမဖတ်တတ်ဘူးလို့ပြောလိုက်တာလေးကိုခင်ဗျားတို့လည်းမယုံမရှိကြနဲ့လို့ပြောကြတယ်စာပြီးမှဖတ်တတ်ဘူးဗျာဒီလားဒါလေးလည်းနည်းနည်းအကြောင်းသိလို့ပြောအောင်မကြုတ်ဘူးဒီเจ้าကိုနေဖို့ရတဲ့ဥဝေးတို့ကနေပြီးတော့ကရင်တလုံးနဲ့ခြေတော်တလုံးနဲ့ခြေတော်တရာသူတို့ကအုပ်တဲ့ခြေတော်ကလေးတွေ ိတ်တဲ့အခါအုပ်တဲ့ချင်းတော်မျိုးပေါ့ဗျာအဲ့ဒါမျိုးကြီးတို့ပွဲပြီးတော့ကျုပ်ကလေးမောင်ကိုသူအုပ်ထားကြတယ်ပေါ့ကျုပ်ကလည်းမသားလောင်းနေအုပ်ထားမြင်ဘူးတာပြီးတော့ငါထားကြီးကချင်းလည်းမကပ်ဖြစ်နေကွာအုပ်ထားငါလောင်းကောင်းကြီးလိုလိုပဲကွာလို့ဒါရှုပ်ပါလေချုပ်ချုပ်သားမှာပေါ့တာချုပ်သားမှာဆိုချုပ်လို့မခေါက်တာအဲ့လိုဆိုကိုကခေါက်ပြီးခေါင်းထိုးထားပေါ့ဗျာကိုကခေါက်ပြီးခေါင်းထိုးထားတဲ့ခါကျတနေ့ကျဒါကြီးရှုပ်ပါလေကွာလို့ကြာနာခေါ်ဦးမှာပါသူပြီးတကလားအခေါက်ခိုင်းတာပေါ့ဗျာကိုတော့မခေါက်တာ ဥပေးဆိုတဲ့လူကလည်းတကယ်တော့လူသက်တရားဗျာဟိုမြင့်နေရဥေးသူလူသက်တရားဗျာဥညွန့်ဝေခုမရှိတော့ဘူးဗျာတော့ဥညွန့်ဝေပါတယ်နောက်တခါဒီเจ้าနေလုံတော့ကလက်သမားလုတ်တဲ့လူတရားဗျာကိုဝင်းစွေသူတို့တော့ခောက်ကြဒီเจ้าလေးရရှင်းတာပါအဲ့ဒီအဲ့ကမာစားပါတယ်၃တန်းလား၄တန်းပါတယ်ရှင်းတော့ခေါင်းဒီတစ်ဘယ်လိုခေါက်နှစ်ဘယ်လိုခေါက် သုံးဘယ်လိုခောက်အဲ့ဒီသာရန်ကြီးကိုကလခိုင်မောတင်တော့ဖတ်ပြီးတော့ခောက်ကြနှစ်နာရီကြာတယ်ခေါလို့မရဘူးဘောဘောလည်းမှတ်ခါနှစ်နာရီကြာတယ်ခေါလို့မရဘူးကျုပ်ကတင်ကန်းစာယူလိုက်တာဘာတင်ကန်းစာယူလာဆိုတော့သူတို့စာမဖတ်တတ်ဘူးဒီစာဖတ်တဲ့ခေါတာမှာပေါ့နော်အင်္ဂလိပ်ဒီစာကိုသူတို့အနက်မထင်ဘူးအနက်တင်ခေါတာမှာပေါ့ဖတ်တယ်ထပ်ဖတ်လိုက်ဟောဒါဒီလိုလုံးအောင်ပါလေလုပ်ကြည့်လား ဟောနောက်တစ်ခါမကျိုးသွားလိမ့်မယ်ဟာပြီးပါမကျိုးသွားလိမ့်မယ်ဟာပေါ့လေမပြည့်ဘူးကွာပေါ့လားဒါနဲ့အဲ့ဒီတော့ထက်တယောက်ကထွက်သွားပြီကာဘောပြီးတော့တယ်သူကကိုရင်းသူကထွက်သွားပြီကိုရင်းသူထွက်သွားကိုညွင့်ဝင်လဲကို အေးနဲ့သူတို့ကကိုကြီးကလည်းဇွဲရှိတယ်ခါဖြည့်ရမယ်ကွာဒီစားကြည့်ခေါက်ညမှာပေါ့စာဘာမှမတတ်တာဆိုတော့ခောက်တာဘူးပြန်ကြည့်တော့ဒါပမာလူရေးတာအင်္ဂလိပ်လုံးမရေးတာမဟုတ်ဘူးဟုတ်ကဲ့ တာတန်းလေး၄တန်းဒီ၄တန်းကိုမဖတ်တတ်ဘူးဗျာတို့လားကြည့်နော်ပိဋကသာပေတွေမဖတ်တတ်ဘူးလို့ဆိုတာကဲဆန်းတယ်လားဗျာနော်ပိဋကသာပေတွေအနဲ့မထင်ဘူးဆိုတာတို့အနဲ့မထင်လို့ဒါမဖတ်တတ်တာပေါ့နော်ဟုတ်မခောက်တတ်တာပေါ့နော်ဒီစာကအနဲ့တင်ခောက်တတ်ရမှာပေါ့ဒီစာဘယ်လိုလုပ်လို့ဆိုတဲ့ဟာကိုတို့ဘယ်လိုလုပ်တယ်လို့ဆိုတာမျိုးအနဲ့တင်ရဲ့သူ့ချိုးကြတယ်လုပ်တတ်မှာပေါ့ဒါပေမဲ့အဲ့နှစ်နာရီလောက်ကြာသွားတဲ့အခါကျတော့ကိုညွန့်ဝေရလာပဲဗျကွာဒီလိုချိုးချရတော့မယ် ဟာမလုံးနဲ့ဟာကြိုးသွားလိမ့်မယ်တဲ့ပြောင်းလိုက်အဲ့လိုပြောရင်လည်းဟိုလိုလည်းချိုးချရတယ်ကားလည်းကြားခနဲ့သူရှင်တော်ခောက်ရဖြစ်သွားတယ်ဟာသူခောက်တော့လည်းပဲရှင်တော်ကပွားတိပွားရောင်းကြီးနေမယ်အောင်မယ်မသူကလည်းနဲ့သူပြားပြားလေးကြားတဲ့ခါလေးကဩလို့ဒီစာမဖတ်တတ်ပါလားလို့ဒီလောက်စာလေးတောင်မဖတ်တတ်မှာတော့လို့ဟိုလွန်ခဲ့တဲ့နှစ်2500ပြောခဲ့တဲ့စာပေကိုမဖတ်တတ်ဘူးဆိုတာဘယ်ဆန်းလိမ့်မတော့လို့အဲ့တော့စာဖတ်တတ်တယ်လို့ဆိုတာဟာစာပေါ်မှာမူမတည်ဘူး ကိုအုံနောက်ပေါ်မှာမူတယ်လို့ဒီလိုပြောကြပါဆိုတော့ကိုအုံနောက်ကငကောအတိထားတာမဟုတ်ရင်ဒါမလုပ်တတ်ဘူးခင်ဗျားတို့ဗမာသာဖတ်တတ်ကြတယ်အဲ့ဒါကလေးတွေကတတ်တာမဟုတ်ဘူးသင်ထားပြီးမှတတ်တာခင်ဗျားတို့ခေါင်းထဲမှာဗမာသာဖတ်နည်းတွေရှိနေလို့ခင်ဗျားတို့ဗမာသာဖတ်တတ်တာခင်ဗျားတို့ကတခါမှဗမာသာမသင်ဘူးလို့ဆိုလို့ရှိရင်တရုတ်ပြည်ကတရုတ်ပြည်ပေါက်တဲ့တရုတ်တယောက်ကိုဗမာသာဖတ်ခိုင်းကြပါလားဘလို့ကသူမဖတ်တတ်ဘူးဖြစ်ရဘာလို့လဲဆိုသူခေါင်းထဲမှာဗမာသာမရှိလို့ အဲဒီလိုပဲကျုပ်တို့ဖုရားကပါရမီတွေဆိုပြီးတော့ဖုရားတို့သိနေကြတာရှိတယ်ပေါ့ဗျာပါရမီဆိုတာဖုရားတရားရဖို့အတွက်အခြေခံလုပ်ငန်းတွေကိုပါရမီလို့ခေါ်တာဟုတ်ပါတော့ကျုပ်တို့ဖုရားတရားရဖို့အတွက်ဖုရားတရားနဲ့လျော်ညီတဲ့လုပ်ငန်းတွေကိုလုပ်တာကိုဒါဖုရားတရားရဖို့အတွက်အခြေခံကြလို့အဲ့ဒါကိုပါရမီလို့ခေါ်တာပြောမစင်သူတို့ပါရမီမရှိလို့ တို့ခေါင်းထဲမှာတရားဖတ်တတ်တာမရှိတာကျုပ်ကဘာသမီရှိလို့ဒီစာကိုဖတ်တတ်တာဘုရားရဲ့သေပြီးနောက်ဖြစ်တယ်မဖြစ်ဘူးလို့ဆိုတာတွေဟာမပြောဘူးလို့ဆိုတဲ့စကားကိုပေါ့ဗျာပြီးတော့ဘုရားရဲ့အရိယတစ္ဆာတရားဆိုတာဟာအမှုပြောတာလို့ဆိုတာအထူးကျုပ်သိတာကျုပ်ပါရမီရှိလို့သိတာသူတို့ပါရမီမရှိလို့မသိတာဘာလို့လို့ကျုပ်ပါရမီရှိတာတော့သူတို့ကဘာလို့ပါရမီမရှိတာတော့အဲ့ဒါလေးလေးပြောဖို့လိုတယ်ဗျကျုပ်တုံးထပ်လိုက်တယ် အသက်25နှစ်မှာတောထွက်တော့တောထဲမှာဘာမှမလုပ်ပြီပဲဘာလုပ်တုံးလို့ဆိုလို့ရှိရင်ဘာမှမလုပ်ဘူးလို့ဆိုတဲ့သူကဘာအလုပ်မှမလုပ်တာနဲ့တူတဲ့အလုပ်တစ်ခုလုပ်တယ်အဲ့ဒါဘာလုပ်လဲငါသမင်းစားတယ်ဘာကြောင့်သမင်းစားရမလဲလို့ဆိုတော့ငါဆင်ញင်မယ်ငါဝူးဝတ်တယ်ဘာကြောင့်ဝူးဝတ်ရမယ်လို့ဆိုတော့ငါဆင်ញင်မယ်ငါကြောင်းအဲ့ရနေရာကိုသုံးသဲမယ်။ဘာကြောင်းအဲ့ရနေရာသုံးသဲတယ်လို့ဆိုရဲကြောင်းငါစင်ညင်မယ်။အဲ့ဒါပါဠိကြီးပြ။ ပြောမစင်တော့ဘာပါရမီတော့လို့စင်တော့ပညာပါရမီလို့ပြောကြတာအဲ့ဒီလိုမျိုးလို့သင်္ကန်းရဲ့ဆွမ်းရဲ့ကြောင်းရဲ့ဖေးရဲ့အချက်ကလေး၄ချက်ပစ္စည်း၄ပါးကသင်္ကန်းကြောင်းဖေးပစ္စည်း၄ပါးဒီပစ္စည်း၄ပါးက